Mm-hmm.

ဒီအကျင့်တရားကိုအပြုဖောက်ပြီးပြီးဒီအကျင့်တရားကိုဖောက်ပြီးလဲအာဒုက္ခပြီးတဲ့ဒီပြည်မှာဘာလို့ကိုဒီအကျင့်တရားဘလို့လားတော့တကယ်လူလုံးထဲတယ်လူလုံးစလာတယ်ရှိတယ်ကိုယ်ဘောအပ်တဲ့ဘာမှပြန်ပြောင်းရှိဘူးလို့ဆိုတဲ့အနေနဲ့ပြောတယ်။ သူဟာလူကျင်တရားရဲ့အလျောက်တိုင်းနဲ့ဖြစ်တာလူကျင်တရားရဲ့ချူချာနေတယ်ဘယ်လဲချူချာနေတယ်ရောအဲဒီလိုဒီမှာဒီမှာတော့ပါပဲဘောင်းတို့ကခြေတိုင်းရင်ကျင်းမှုဆိုတာလေဦးရဲ့ရင်ကျင်းမှုကြောင့်ရောက်တယ်ဒီလိုပြောတယ် ုမျိုးရတယ်ဆိုတာအဲကိုမျိုးရတယ်ဆိုတာကြီးညာဘယ်တော့ပေါ်လာလဲဒီကျုပ်တို့ဖျားတဲ့ကောင်နည်းနည်းပေါ်သေးတယ်ကျုပ်တို့ဖျားတဲ့နည်းနည်းပေါ်သေးတယ်ပေါ်လာသူလည်းတော့ပေါ်လာကြတယ်ဒီလိုဒီမှာသူရဲ့ဘောဓမာကြီးလုံးလုံးရရဘယ်လောက်ကြောက်ဘုံဘိုးတွေလဲဒီကောင်မင်းခေါင်းနေရလုံးလုံးရရရှင်ဘုံဘိုးတွေ

အဲ့ဒီမီဒီယာဘာတွေပြောလဲအဲ့ဒီမီဒီယာတွေပြောတာဖြစ်တယ်။ဒီနေ့ခုနရတယ်။လို့ပြောတယ်။အဲ့ဒီတော့အခုချုပ်ပြီးမှတ်ကြည့်တာလေးပြောတာ။အဲ့ဒီထဲမှာနေနေတယ်ဆိုအဲ့ဒီကြီးကောင်းတာကိုလည်းကိုကြည့်ရတာ။အဲ့ဒီတဲ့အဲ့ဒီကြီးကောင်းတာကိုနေတယ်ရင်းချမ်းဖို့ဆိုတာ။ဒီသားစုကိုရင်းချမ်းဖို့လိုတယ်။ဘာလို့ပြောလဲ anh gì nhị chân phi gì nhị anh gì rất là phi gì nhị anh gì nhị chân rất là phi vì đã gì nhị chân rồi 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 à cái rồi là về nó không nào ở đâu đâu thì nó cô lên vì đã gì cô lên đã gì rồi nhị nhị ồ anh gì nhị nhị chân rất là phi gì nhị dù vì đã gì nhị chân rất là phi gì nhị 我就想说。 အတ္တဓာမိသားစုငြိမ်းချမ်းလွတ်လပ်စေခြင်းရဲ့အဲ့ဒီမိသားစုတဲကဘုရားတဲ့ဘုရားကြောင့်ဘုရားဟောပြောတာနော်မိသားစုငြိမ်းချမ်းလွတ်လပ်စေခြင်းရဲ့မိသားစုမှာငြိမ်းချမ်းလွတ်လပ်ကြောခြင်းပေါ့အဲ့ဒါဖြစ်ကြပြီးတိတ်တွေရဘုရားဘုရားဘုရားပြောတာပဲရှိတယ် အဲ့ဒီလူတွေယူသားကြတယ်ရှင်အဲ့ဒီလူတွေအမိညာရှိလို့ဘုရားအမိညာရှိလို့လည်းအဲ့ဒီလူတွေအသိပညာရှိကြသေးခြင်းရင်အသာသာကြီးနေတာပေါ့။အဲ့ဒီလူတွေကလာပါဖြစ်တဲ့မြန်မာတွေကလည်းကြာနေကြတာလည်းကတော့မှာတော့ဒီစားရေးပိုးတွေနဲ့ပြည်ပြရေးလည်း ြင်းပါစာတိကြီးလာကြပါဦးလေအခုဒီကြားချက်ကြီးပြောတာအဲ့တော့ဒါကိုပြောမှမြန်မာလာရင်လူရာအသိသက်သက်လေးလာပေးတာမင်းပဲပြောရင်အဓိပ္ပာယ်ရှိကြပါပဲအဓိပ္ပာယ်ရှင်ရှိလို့ရှိရင်ဒီညာရူလာဖြစ်တယ်ယူလာတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့မိသားစုဖြစ်တဲ့ပြင်အဲ့ဒီမိသားစုကငြင်းချလို့လာပြောရှင်တာ အဲ့ဒီညီချင်းလွတ်လပ်ပြောချင်းတာပြောချင်းတဲ့မိသားစုတွေဖြစ်ပြီးဆိုရင်အဲ့ဒီနိုင်ငံကြီးဟာဘာလို့လဲလွတ်လပ်တာညီချင်းပါပြောချင်းပါလဲဒီတန်းကသူပြောပါလို့အဲ့သူပြောတော်တာလေအဖို့အချက်ကလေးကိုတော့သူပြောပြတယ်အဲ့ဒီအထုံးချက်ကလေးကိုပြောတော်တယ်ပြောတာသူတို့လီလီလာလာနေဖို့ကောင်းတယ် ဘုသောလူတွေတော့အတော်များများလေးလေးလာလာနေခွင့်မရဘူး။ဘုသောလူတွေတော့ဘုသိန်းကိုသာအောင်တော့အနေနဲ့ဒီကြားတယ်။အဲလိုဆိုတော့ဘာမှသိမလေးလာနိုင်ဘူးလို့ပြောဘုသိန်းသားကိုပတ်ပဲပူကြည့်ရတယ်လို့ပြောတာ။ဘုသိန်းလေးလာတယ်လေလာနေတော့ဒီပညာလည်းအရာဘူးပြဒီပညာမရတော့ဒီလိုမျိုးသားနိုင်ဘူးပြ မျိုးသားနဲ့တော့အဲ့မျိုးသားတဲ့လူတွေရဲ့ဤသားစုကလည်းပဲကျောရှင်တယ်ဖြစ်အဲ့ဒီလိုတရားကြီးသံပြန်ဖြစ်တဲ့ဒီကားကဒီစုနေလို့အဲ့ဒီတိုင်းကြီးကလည်းဘယ်လိုလုပ်လို့ဒီချမ်းပြောင်းလို့လာတဲ့ဖြစ်ပါတော့မယ်လို့ပြောတော့တတိယမြေချမ်းနေတာဘာဖြစ်လို့လဲကျွန်တော်လေးလာမှုအားနေလို့လို့ဟုတ်ချက်ကြားလာမကြောက်လာတယ်ကြားပါတယ်ကြားတယ်အဲ့တော့ ဒီဝါသိပြီများလို့ပြောနေတယ်များလို့လေ့လာကြပါလားတကယ်တော့လေ့လာရှင်းလာကြပါလားဘူးလေ့လာမယ်တော့အရင်လေ့လာကြတယ်လေလို့ရှင်အာမန္တလေးမြို့မှာဖျားနေရှိတယ်ဆိုတော့ဖျားတော့ရမုံမြို့မှာဖျားနေရှိတယ်ဆိုဖျားတော့ဖျားတိုက်ကျိုးဖျားရှိတယ်ဖျားတော့မန္တလေးတော်မှာဖျားရှိတယ်မန္တလေးတော်မန္တလေးတော်မှာဖျားချထားကြတယ်ကြီးရောရှိတယ်မန္တလေးတော် ဒါလေးလာကြတာလို့ပြောရင်မရဘူးလားဗျာမရပါဘူးဗျာအဲအဲ့လိုလေးလာကြပြီမယ်ဘုရားအထုပ်ပတ္တိတော့သိမလေးလားသိမလေးလားဘုရားအထုပ်ပတ္တိကတော့လေးလာမလေးလာဘူးလို့ဆိုမှလည်းလေးလာပြီးသားလို့ဆိုတော့ဖြစ်ဘောကဘုရားကစားကြအဲ့လိုကြားတဲ့အခါကျတော့ဘုရားအထုပ်ပတ္တိလည်းသိဘုရားအထုပ်ပတ္တိသိနေတာဆိုတော့အဲ့သိနေတာလည်းလုံးပြီး ေါင်းနည်းစမ်းနေတဲ့အနေထားရှိတာရှိလားဘုရားတို့ဘာကြည့်လုံးနည်းပေါင်းနည်းစမ်းနေမရှိပဲနဲ့ဘုရားကိုကူရတဲ့အခါကျတော့လည်းဘုရားလည်းသိမချင်းဘူးပြောဘုရားကိုသိမချင်းဒီလိုဟုတ်တယ်ဒီလိုကြီးပဲဖြစ်နေတာဘုရားကိုရအောင်သိတယ်လွယ်ဘူးလို့ပြောဘာပြောမှုကြီးဘူးလဲမာမြတ်မှုကြီးပဲပြောဘုရားရဲ့တစ်ခဲပြီးရှိခဲ့တယ်ဘုရားဖြစ်ရောက်နေဘယ်လိုလဲလို့ဆိုရင် ဘာမျက်မှုနည်းဆိုတာလဲဥဒ္ဒိတာပေတီလို့ခေါ်ဥဒ္ဒိတာဆိုတာကညီမန်းပြီးတော့ပေတီကဘူးရယ်ဒီဟုတ်တာလဲဥဒ္ဒိတာပေတီအကြက်ကြီးဟုတ်တာလဲဥဒ္ဒိတာပေတီမတ်တတော်လို့ဆိုတာလဲပြားရဲ့ချီပါရလို့ဆိုတာဥဒ္ဒိတာပေတီရန်ကိုရီပတ်နိုင်အောင်ရန်ကိုရီပတ်နိုင်အောင်လုပ်ထားတယ်ဘူးရယ်ကောင်းတယ်ပြော ဒီမနဲ့အောင်ဘုရားရာကုန်းကိုသွားသွားပြီးတော့ကူးတယ်ပြောတယ်လို့ဆိုတော့တော့တာကိုဒီမှာဘုရားအတိအားဒီဝိဒါကခေါင်းထဲမှာမရှိနေနေတယ်အကျောင်းကိုသိရှိနေတာအမတ်တော်ရောက်လည်းခြေပါရာကြီးကြည့်ကြည့်မယ်ပြန်ခင်ကြပါပဲလက်ပြိုးရောက်လည်းပဲအဲ့လိုတတိယကြောင်လုံးကြီးပေါ်အားကြည့်ပြီးကြည့်ရပါတယ်ခြေကုံရောက်လည်းဒီကတော့ ဘာမြတ်ဘုရင်ဘုရားကြီးရောက်လဲဘုရားကြီးကိုပဲယုတ်ကြီးကိုကြည့်ပြီးတယ်တကယ်တော့သူ့ရဲ့အဖြစ်တွေကိုပုံမှန်ကြအောင်မှန်းနေတဲ့အနေအထားလည်းရှိတာပေါ့သူပြောတကယ်တော့အဲ့ဒါဟာသိလို့ရတယ်သိလို့ရဘူးဘူးမှလည်းသိပြုလို့ပြင်ပြန်လို့ပြောတာမျိုးပြောလို့ရဘုရားဘုံဒီဒီလေးပေါ့ဘုရားအထုတ်တာဒီဒီလေးပြောတာမကြားရဘူး ဲ့တော့ဘုရားအတုပဘီဘီလေးခင်ဗျားတို့နာကြားကြပါဘူးပြောတာဒါပါပြလို့လဲဘုရားအတုပဘီဘီလေးနာကြားကြဖို့ပြောတာဟာတကယ်လို့များတကာဓမ္မတို့ပါဘုရားတွေတော့ဥကြဘုံတော်တာပါဘုရားမသိဘူးဆိုရင်ဘုရားမသိဘူးလို့ဆိုလို့ရှိရင်ဘုရားမသိဘဲနဲ့ဘုရားဘူးလို့ဆိုလို့ရှိရင်လိလာမရှိဘူးလိလာဟုတ် အဲ့ဘုရားမသိပဲနဲ့ဘုရားဘူးပြီဆိုရင်ဘုရားကိုလေးလာတာပေါ့ကြတယ်ဘုရားမသိဘုရားမသိရင်အတိမရှိတဲ့အတွက်ဒီလူဟာအတိပညာမရှိတဲ့အတွက်မယုံသားနဲ့အဲ့လိုအတိပညာမရှိလို့မယုံသားနိုင်ရင်အတိပညာမရှိလို့မယုံသားနိုင်တာပေါ်မှာပြီးပြီလားဒီသားလူတွေကမငြင်းချမ်းဘူးမယုံသားတဲ့လူတွေကမငြင်းချမ်းဘူး အဲမိသားစုထဲမှာမငြိမ်းချမ်းဘူးလို့ဆိုလို့ရှိရင်အဲ့ဒီမိသားစုတွေနဲ့စုနေတဲ့အတိုင်းကြီးလည်းပဲမငြိမ်းချမ်းနိုင်ရဘူးပြောတယ်။အဲ့ဒီမငြိမ်းချမ်းရဘူးအဲ့လိုမျိုးလိုဖြစ်တယ်ပဲမိသားစုတွေငြိမ်းချမ်းပါမှအဲ့ဒီလည်းငြိမ်းချမ်းကြပါမယ်အဲ့ဒီငြိမ်းချမ်းရလေအောင်မိသားစုတွေငြိမ်းချမ်းရမိသားစုတွေငြိမ်းချမ်းနိုင်အောင်မိသားစုတွေလည်းဖြစ်ကြကြိုးစားကြပါမယ် ဒီသားလူတွေရှိရလူတွေရိုးသားနေအောင်ဒီသားလူတွေရှိရလူတွေအသိရှိရဒီသားလူတွေရှိရလူတွေအသိရှိအောင်ဒေတာကြဒေတာတဲ့အခါမှာကြားဘူးရဲ့ဆိုတာဒူလီတော့ဒေတာရှိကြတယ်ဒါပေမဲ့လို့ကြားမသိဘူးအဲ့တော့လေးလာရလည်းမရောက်ဘူးလို့ပြောအဲ့တော့ဘုရားကိုကြည့်ကြပါဦးပြောကြည့်ကြဖို့လိုလဲဆိုရင်ဘယ်လိုလုပ်ကြည့်ကြမလို့ ဘုရားကိုမသိတော့ကိုယ်အလုံးကြိုက်နေရလည်းပဲသိမဟုတ်ဘုရားမသိတဲ့အခါကျတော့ကိုယ်လုံးကြိုက်နေရလည်းပဲဟောရဲလို့ပဲဘုရားအသိကတကယ်အလုံးထဲမှာမထွက်လာပါဘူးအလုံးကံနေရောက်နေတဲ့ကိုလို့ရှိတယ်။ဘုရားအပြည့်ရဲ့ငန်းတင်ချက်ကကိုယ်အလုံးကံကြီးပြောက်ပြီးလို့ တကယ်တော့ကိုယ်လုံးတိုင်ဒီဖြည်းရောက်လာမှာဖြားပြောတာလည်းအကျိုးရှိတာဆိုလိုတာကတော့ကိုယ်အလုပ်တစ်ခုပြဿနာတစ်ခုကိုယ်မှာဖြေရှင်းတော့မယ်။ဒါဒီပြဿနာပဲလို့ဖြေရှင်းမလဲ။ကိုယ်ကိုယ်ကိုမေးလိုက်။ပြဿနာတွေ့လာပြီဆိုတော့ဖြေရှင်းရမှာပေါ့။ဒီပြဿနာပဲလို့ဖြေရှင်းမလဲလို့ဖြေရှင်းဖြေနာမသိ။ဘလို့ဒီလိုပြဿနာမျိုးမြတ်စွာဘုရားရှင်ဘယ်လိုဖြေရှင်းမလဲ။ဘုရားပြားရှင်ဘယ်လိုဖြေရှင်းမလဲ။ အဲ့လိုဘုရားကိုပြန်မေးရတာအဲ့လိုဘုရားပြန်မေးလို့ဆိုတာကိုယ့်ဒီမှာဘုရားရှိနေမှာဖြစ်တာဒီနိုင်နိုင်မှာတော့ဒီဒီဘုရားရဲ့ပြည့်စုံတော်တွေတော့ရှိနေပါလားရှိပါတယ်ရှိနေကြတယ်အဲ့ဒီပြည့်စုံတော်ကဘုရားတို့မပြောဘူးဘုရားကျန်တော့ခေါင်းထဲမှာရှိနေတဲ့ဘုရားကိုအဲ့ဒီရှင်သူတော်ကနှိုးပေးပေါ့လေ။ကျန်တော့ခေါင်းထဲရှိနေတဲ့ဘုရားကများမရရဘူးလို့ဆိုရင်အဲ့ဒီရှင်သူတော်ကနှိုးပေးတဲ့ဘုရားလည်း ခဲရဲပြဿနာဖြစ်ခြင်းပြောမှာမဟုတ်ဘူး။ဘုရားဖြစ်တယ်။အဲလိုဆိုတော့ကိုလေးလာတာဟာဘုရားကိုလေးလာကြပါလေ။သိတာကဘုရားတော့ဘုရားကိုလေးလာကြပါလို့ဆိုတော့တကယ်လို့ဘုရားမရှိရင်ဘုရားဘောရပြဿနာမရှိခြင်းလား။လူတွေတော်များများကုသနာကိုရှင်းတဲ့သူရှင်းကြပါတယ်တော်များများ။ဘာရင်ရှင်းကြတယ်လို့ဆိုရင်အားရင်ရှင်းတယ်